လေးကိုကျမ်းမှာဒီဘွက်မှာကော်မရှင်နဲ့ကလေးမိဘတွေနဲ့ကိုကိုစေဝင်မဲ့လားကျန်တဲ့ဒီဌာနဆိုင်ရာဥမာအမျိုးသမီးရဖွဲ့လိုမျိုးနောက်ပြီးတော့ရဲတပ်ဖွဲ့လိုမျိုးမျိုးနဲ့အုပ်ချုပ်ရေးမှုအုပ်ချုပ်ရေးအာဏာပိုင်တွေပါသေးလားဘယ်သူတွေပါသေးလဲဒီကျောက်တရာမျိုးနဲ့အာရဲရရှိတယောက်ပါတယ်နောက်ပြီးတော့ကျောက်တရာထွေအုပ်ပါတယ်ကျောက်တရာမိခင်ကလေးဆောင်ချော်ရေးပါတယ်နော်ဒီအဖွဲ့တွေအကုန်လုံးကရောက်လာတယ်ဒါမဲ့ထွေအုပ်တို့မိခင်ကလေးဆောင်ချော်ရေးအစရှိသဖြင့်ပေါ့သူတို့တွေအကုန်လုံးက17နှစ်လောက်ကစလိုက်တဲ့အစီအွေ6နှစ်ထိဆိုးထိုးသွား စကလုံးတစ်ခုမှမပြောပါဘူးဒါပေမဲ့သူတို့တွေကဒါနဲ့ပတ်သက်ပြီးတော့သူတို့တွေကဟိုဓာကြီးဖြစ်ပြနေတာဟာကိုသူတို့တွေကသဘောတူလို့မဟုတ်ဘူးကျွန်တော်တို့လာပြောတယ်ကိုဆွေရင်းထပြီးကန့်ကွက်တာသိကောင်းတယ်ဆိုပြီးတော့မှဒါသူတို့တွေကအသာတကြီးကျွန်တော်တို့လာပြောကြတယ်ဘာလို့လဲသူတို့ကနိုင်ငံတော်အဆင့်ကော်မရှင်ပုဂ္ဂိုလ်တွေနောက်ပြီးတော့ဒီပုဂ္ဂိုလ်တွေကအစားတော့တူရဲချုပ်တို့အချင်းဦးစီးညွှန်ကြားမှုချုပ်တို့ဒီလိုလုပ်ခဲ့တာနောက်ပြီးတော့ဒေါ်မြတ်မြတ်ဆိုတဲ့လူကမိခင်ကလေးဆောင်ရှောက်ရမှာဘိုးကော်မတီဝင်ပါတယ်ပုဂ္ဂိုလ်ရှိတယ်ဆိုတော့ မျိုးနယ်အဆင့်မိခင်ကနေကလေးဆောင်ရှောက်ရေးအမျိုးသမီးဟာမိခင်နဲ့ကလေးဆောင်ရှောက်ရေးမှာဘိုးကော်မတီဝင်အမျိုးသမီးတယောက်ကိုဘယ်လိုမျိုးစန့်ချင်ပြီးပြောရဲမလဲအဲ့ဒီအချိန်မှာဒေါ်မြတ်မြဆိုတဲ့အမျိုးသမီးကနေပြီးပြောရဲအင်ကူနဲ့အင်ရှင်ဆိုတာဖြစ်လေဖြစ်လာရှိတာပဲကျွန်မကိုယ်တိုင်တခါတည်းရိုက်ရတာပဲဆိုပြောရဲဆိုတော့ဟိုအဲ့ဒီအချိန်မှာသူတို့သဘောပေါက်သွားပြီလေကျွန်내ထွေအုပ်တို့ကျွန်내ဟွာတို့ကကြတော့ ဒါကိုကော်မရှင်ရဲ့ဘလို့သဘောထားရှိတယ်ဆိုတော့သူတို့သဘောပေါ်သူတို့တခုံးမှဝင်ပြောကြတော့ဘူးအင်ရှင်တွေကလည်းရဲတင်းသွားပြီဒီကော်မရှင်တခုလုံးကသူတို့ဘက်မှာဆိုတော့ဟာကိုသူတို့ကရဲတင်းသွားတဲ့ကြောင့်မို့ကလေးတွေကိုချိကလေးမိဘတွေကိုချင်းချောက်တယ်ယာစွေအကြောင်းအရာချင်းချောက်တယ်ကလေးတွေကျူးလွန်တဲ့ယာစွေမှုတွေသူတို့ကိုကျူးလွန်ထားတဲ့အပြစ်မှုတွေအများကြီးရှိတယ်အထောက်အထားကိုသူတို့ပြောတာစကလုံးကအပုံအပင်ရှိတယ်အထောက်အထားကြီးโอเคအဲ့တော့ဒီ350နဲ့ကဒီခရီးတွေကလက်ခံလိုက်လာဒါမှမဟုတ်ရှင်အဲ့ဒီ ကျွန်တော်သတင်းသမားချင်းပြောရမယ်ဆိုလို့ရှိရင်နောက်ကွယ်အကြောင်းအရာပေါ့နော် behind the scenes 350နဲ့ agreement ဖြစ်သွားအောင်နောက်ကွယ်အကြောင်းအရာတွေဆိုလို့ရှိရင်စိတ်ဝင်စားစရာအရင်ကောင်းတယ်ဘယ်လိုပြောမြင်လဲကိုကျွန်တော်ကတော့ဟိုဒီနောက်ကွယ်ကနေပြီးတော့ဖိအားပေးတာကိုကျွန်တော်မမြင်ဘူးခလင်းမိဘတွေကအိမ်ပြန်ခြင်းပြီးဟိုကငွေကြေးနဲ့ညှိနှိုင်းခိုင်းတယ်အဲ့မှာ commission အဖွဲ့တချို့ကခမားတို့ တောကနေပြီးတော့မြို့တက်မြို့ကနေပြီးတော့မှတောပြန်ရုံချင်းတွေနဲ့ခမားတို့တွေဒုက္ခရောက်လိမ့်မယ်ဆိုတဲ့သကလုံးပြောလိုက်တော့သူတို့ကအင်ပြားမှာဟိုကငွေချင်းနဲ့ညှိနှိုင်းခိုင်းတယ်ဒါဆိုလို့ရှိရင်ကျမငွေချင်းဘလောက်လိုချင်တယ်ပြောပြီးရှိရင်အင်ပြားရပြီသူတို့ကဆိုတော့ကလင်းမိဘတယောက်ကကျမသူမရခဲ့တဲ့ဒုက္ခတွေအလားစားအလုံးအပါဝင်နှစ်နှစ်သုံးနှစ်စာအလုံးပါဝင်သိန်းသိန်း60လိုချင်တယ်ပြောတယ်အဲ့တော့ပိုင်ရှင်ဘက်ကနေပြီးသိန်း60မပေးနိုင်ဘူးသိန်း30ပဲပေးနိုင်မယ်အဲ့လိုပြောတယ်အဲ့နဲ့ ိုဘက်ဒီဘက်ဈေးစစ်ကျွန်တော်ကငွေကြီးနဲ့ပတ်သက်ပြီးစေခြင်းနဲ့လူမဟုတ်ဘူးဒါပေမဲ့ဟိုကောင်လေးဒီအင်ရှင်ဘက်ကဈေးစစ်တော်ကြည့်ပြီးကျွန်တော်တော်ပေါက်ကခမောက်တိတ်လုံလုံအားကြည့်ရပြားလို့အဲ့လိုပြောတော့နောက်ခါကျတော့ဒါဆိုရင်7သိန်းတိုးပေးမယ်7သိန်းကိုဘယ်လိုလုပ်မလဲဆိုတော့အရစ်ကြပေးမယ်နှစ်နှစ်စာဆိုတော့အဲ့ဒါနဲ့နောက်ပစံကျတော့ဒါသိန်း40နဲ့လက်ဆယ်ချောင်းလုံးကျိုးသွားတယ်လက်မောင်းကိုကျိုးသွားတယ်နော်မီးလောင်တန်ရာနဲ့ခလင်းငယ်အတွက်နှစ်နှစ်သုံးနှစ်လိုအားကအလုံးအပါအဝင် နင့်နာကြီး340ခလေးမိဘတွေကတင်ချာမတွက်တော့ဒီတလားမှာဘလောက်ဟိုက1000ခွဲနဲ့တွက်နေတယ်1000ခွဲစာရဥသတင်းထဲမှာ1000ခွဲဆိုမဟုတ်ဘူး1000ခွဲနဲ့တွက်တယ်1000ခွဲတွက်ပြီးနင့်နာကြီးဆိုပြီးတွက်တယ်ကျွန်တော်ထပြောတယ်လက်ချောင်းတစ်ချောင်းကျိုးရင်ဘလောက်ကူကဘလောက်ကုန်မလဲအဲ့အဖြစ်ကိုဘာမှနော်မဖြေချအောင်ပြန်ပြီးတော့နော်လက်ဆယ်ချောင်းလုံးဆိုဘလောက်ကုန်မလဲဒါနဲ့ပတ်သက်ပြီးတော့ဘာမှဟိုကမရှိကြဘူးအဲ့ဒါနဲ့340နဲ့ဒါ ရောကြီးပြီးသွားတယ်နောက်တစ်ယောက်ကတစ်ချောင်းမှမကျိုးလို့ဆိုပြီးတော့မှတခါတည်းဒဏ်ရာတွေရှိတယ်သူ့ရဲ့နှစ်နှစ်သုံးနှစ်စာလူအားကအားလုံးအပါဝင်ညနာကြီးစဲ့သိမ်းအင်မတန်ရည်စရာကောင်းတယ်ကော်မရှင်အဖွဲ့ဝင်လူကြီးတွေဝင်ပြောရမယ်ဟာလူအားကတော့မှသိန်း၃၀လောက်ရှိမဲ့ကိစ္စကိုညနာကြီးအားလုံးလူအားကအားလုံးအပါဝင်စဲ့သိမ်းနဲ့ပြီးသွားတယ်ကလေးမိဘတွေလည်းပြန်ရရင်ပြီးရောဆိုပြီးတော့လက်မှတ်ထိုးတယ်ကျွန်တော်ကအင်မတန်ဒါငွေကြီးဖြစ်နဲ့ဖြစ်ရှင်းတာကိုကျွန်တော်ကနေပြီးတော့ဒါမလူလားရဲ့ပုဂ္ဂိုလ် ဒါပေမဲ့ကလင်းမိွားတွေကငွေမီတွေအတွက်တော့ကျွန်တော်ကငွေပေးရတဲ့အဆင့်ရောက်သွားတယ်။နော်ဒါကြီးကိုအဲ့ဒါနဲ့ပိုင်ရှင်တွေကဘာလုပ်လဲဆိုတော့အဲ့ဒါကိုကျွန်တော်ဟာတော့ဓာတ်ပုံရိုက်တယ်။အခုသတင်းတော်တွေသွားတော့ကျွန်တော်ဘာပြောလဲဆိုတော့ဒီအမှုကြီးကိုကိုဆွေမှုမှာငွေလက်ခံပြီးတော့အလုံးကြည်အေးပေးလိုက်ပြီးအထဓာတ်ပုံအထောက်ထားရရှိတယ်ဆိုပြီးတော့သတင်းဌာနတွေကိုပြောတယ်။ဆိုတော့ဟိုဒါလည်းငွေကြည့်ပြည့်တယ်ဆိုတာဒါဒီထွေအုပ်တွေရှိတယ်ရဲတပ်ဖွဲ့ရှိတယ်နော်အလုံးမိခင်ကလေးစောင့်ရှောက်ရအရှိမငွေကြည့်ပြည့်လိုက်တာပေါ့နော် ဟုတ်ကဲ့ကိုစိုးဝင်ဒီဒီမှုနဲ့ဆက်ဆက်ပြီးကိုကိုစိုးဝင်ဒီဟိုလာနေချီပြီးလိုက်ခဲ့တော့လေဟိုနောက်ပြီးတော့ခုနကပြောတဲ့ညောင်းနေလူခွင့်မျိုးသားလူခွင့်ကော်မရှင်ကတော်များများပေါ့နော်သူ့ရဲ့ပြောကြားချက်တွေကိုဆက်ဆက်လိုက်လို့ရှိရင်အိမ်အကူဆိုတဲ့ဟောက်စာကိုဒီပေါ့နော်မြန်မာနိုင်ငံမှာဘလူနာရနေကြရလဲပေါ့နော်အစင်ဆက်ဟိုအိမ်လုံသားတယောက်သူကလည်းသူ့ရဲ့ဝန်ထမ်းတာပေါ့နော်ဟိုဂျူတီထမ်းတာပေါ့နော်ဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးနဲ့တချို့ရက်ွက်တွေထဲမှာဒီမှုနဲ့ပတ်သက်ပြီးတော့ခြေပြန့်ပြောတဲ့အခါမှာ ဟိုစံထားတာနဲတယ်ပေါ့နော်အိမ်ကူဆိုလို့ရှိရင်ကျွန်းသားသားပုံစံမျိုးပေါ့နော်အဲ့ဒီ culture ကိုကျွန်တော်တို့နိုင်ငံမှာပြောင်းဖို့လိုရလို့မထင်လာဘူးလားခင်ဗျအော်ကျွန်တော်နည်းနည်းပိုပြီးတိအကျပြောဖို့လိုရတယ်နံပါတ်1ချက်အိမ်ကူကခလေးလူသားလို့ပြောလို့ရှိရင်ခလေးလူသားအောက်မှာမှာအိမ်ကူကဒါအင်မတန်ကိုဟိုဒါမတရားမှုကိုခံရနိုင်တဲ့အလုပ်အမျိုးအစားမျိုးဖြစ်တယ်ဘာလို့လဲဆိုတော့ तू ကပုဂ္ဂလိက နေရာမှာပဲရှိတယ် तू ကလောက်ရတာ तू ့ကို တခြားမျက်မြင်သက်သေတွေနဲ့တခြားလူတွေနဲ့ဥမာလက်ဖက်ဆိုင်လို့ရတယ်စောင်းဆိုင်လို့ရတယ်ဒီလိုဟာမျိုးမျိုးပဲအင်တီနဲ့မှာပိတ်လောင်ပြီးတော့မှလုတ်ခွင့်ရတယ်နော်အခုကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒီအမှုတွေလေ့လာတဲ့အခါမှာအေအင်ကူနဲ့ပတ်သက်ပြီးခေါင်းပုံဖြတ်အနက်ထုတ်ချင်တဲ့လူတွေကဘယ်တော့မှအသက်ကြီးတဲ့လူတွေမခေါ်ဘူးအသက်ကြီးတယ်ဆိုတော့ဆက်စစ်တဲ့အထက်တွေမခေါ်ဘူးခလေးသေးသေးလေးတွေခေါ်တယ်ခိုင်းလို့မရရင်ကိစ္စမရှိသေးဘူးရတယ်အခုချိန်တောက်တူမရဒါပေမဲ့ဒီခလေးကိုတသက်လုံးကျုံပြူလို့ရတယ်ဒီခလေးတသက်တောင်တချို့ဆိုရင်အနက်20 30ကျုံပြူလာတယ်ကျွန်တော်ကျုံတွေ့ခဲ့ရတယ် ဒီကလေးကိုနံပါတ်1အပင်နဲ့အပင်နဲ့လုံးဝပေးမတွေ့ဘူးဒီကလေးကိုအပြင်းနဲ့ဘလုံးကပေးမတွေ့ဘူးဒီကလေးကိုဟိုလူသားတယောက်အနေနဲ့လူအဖွဲ့စည်းမှာဘလုံးမရက်တီလူမရအောင်ဘယ်လန်းကဘယ်လိုရှိပြီးတော့မှဘလိုရရှိမှမသိပဲနဲ့အိမ်တိမ်ထဲမှာနှစ်ရှည်လာများအလကားအခမဲ့နှီးပါကျုံပြုတ်လို့ရရဲ့ပုံစံမျိုးလူချင်းကြရတဲ့တကြောင်မလို့အဲ့ခရင်းငယ်တွေကိုပဲအတိတ်ကတက်မှတ်ထားပြီးတော့လိုက်ရှာဖွင့်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့လိုရမယ့်ကိစ္စတစ်ခုကအသက်မပြည့်သေးတဲ့အိမ်ကိုလုံးဝဒါတရားဥပဒေမဲ့ဆိုတာကိုကျင်ညာရမယ် နော်အိမ်ကူပွဲစားတွေအားလုံးကို register မလုပ်ဘူးဆိုလို့ရှိရင်ဒါအားလုံးကို license မရှိဘဲလုပ်တဲ့အိမ်ကူပွဲစားအားလုံးကိုအရေးယူရမယ်နော်နောက်ပြီးတော့အိမ်ကူဆိုတော့အားလုံး register လုပ်ရမယ်အသက်ပြရမယ်လက်ခံတဲ့အင်ရှင်က register မလုပ်ထားဘူးဆိုလို့ရှိရင် register မလုပ်ထားတယ်မှတ်ပုံမတင်ထားတဲ့ဒီအိမ်ကူတယောက်လက်ခံမယ်ဆိုရင်သူ့အရေးယူခွင့်ရှိရမယ်နော်လက်ခံလိုက်ပြီဆိုရင်တော့မှဒီသက်ဆိုင်ရာမြို့နယ်တွေ yes ကနေပါဒါနဲ့ပတ်သက်ပြီးတော့ register လုပ်ရမယ်ဒီလိုမျိုးဟိုထိရောက်တဲ့ဟိုက ရန်တရားကျွန်တော်တို့ကလိုအပ်နေတယ်အခုဖြစ်လာမှကျွန်တော်တို့ကဒီကလေးငယ်တယောက်ကိုနေလန်းပြီးတော့မှရိုက်တာတို့အခုလိုမျိုးနှိမ့်ဆက်တာတို့ဖြစ်လာမှဝုံတိုင်းသွေးပူပြီးတော့မှလုတ်တယ်ဆိုတာထက်ကျွန်တော်တို့မှာဒီကလေးငယ်နဲ့ပတ်သက်ပြီးတော့နော်ကာကွယ်မဲ့ဥပဒေထိတိယောက်လိုအပ်တယ်အရေးကြီးဆုံးကတော့ဒါအသက်မပြည့်သေးတဲ့အင်ကူဆောင်ရှိဖို့မရှိစေရဘူးဟုတ်အဲ့တော့ကိုကိုအဲ့တော့ဒီ case ပေါ့ အများကြီးပေါ်တော့မပေါ်တိုင်းအများကြီးပေါ်တော့အဲ့တော့ဒီကနေ့ပတ်သက်ပြီးတော့ကိုစဝင်းနေနဲ့ဒီအစိုးရနဲ့လွတ်တော်နဲ့ပေါ့နော်အခုတော်တော်စင်မှာအစိုးရအသက်လွတ်တော်အသက်မှာကိုစဝင်းတို့ကြားအောင်ဒီကနေ့စင်ပါပြောစရာရှိမှာဟောကျွန်တော်ခုနပြောတဲ့အတိုင်းနံပါတ်1အချက်အသက်မပြည့်သေးတဲ့အိမ်ကူကိုဒါလုံးဝဒါဥပဒေမဲ့ပြင်းထန်သောအရေးယူမယ်ဆိုတာကိုချက်ချင်းဒါဥပဒေအကြောင်းအရရေးဆွဲပြီးတော့လုပ်ရမယ်။နောက်ပြီးအိမ်ကူဆိုတာဆက်လက်ရှိနေဦးမှာပဲ။ဘာလို့ကျွန်တော်တို့ကအကုန်လုံးကတခါတည်းပဲဒီအခုဟိုဒီအခုကျွန်တော်တို့ဘယ်လိုပဲပြောမလို့ဒါ ဟောဟိုအရင်ရှင်စီးပွားရေးပေါ့ဗျာနော်အရင်စီးပွားရေးကျေလက်တရားနေပြီးတော့ဆင်းလာကြတယ်နော်မျိုးစုံလက်သိင်းရာသိင်းဒုက္ခတွေရှိမယ်ရာသီဥတုတွေဖောက်ပြန်ကြတယ်ဒါမျိုးတွေပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီဟိုအများတုံးပြတဲ့ mass media ပေါ့ဗျာရုပ်ရှင်တွေသတင်းစာတွေဂျာနယ်တွေကြော်ညာတွေကနေပြီးတော့မှတစ်ခါတည်း air con နဲ့တစ်ခါတည်း sofa နဲ့နောက်နောက်ပြီးတော့ hinge ချက်ပြိုင်ပွဲတွေလုပ်ပြတယ်ဒါတွေကြည့်ပြီးတော့မှတောတောင်ကလူတွေအကုန်လုံးကဒါဒီလိုဘဝမှာပိုင်ဆိုင်ရမှာ ဒါလူပီတာမယ်ဆိုတဲ့ဟာကိုလူကျင်လာကြလို့မျိုးပေါ်တွေအကုန်လုံးဆင်းလာကြတယ်เนาะဒီလိုအခြေအနေကြီးကျွန်တော်တို့ရန်ရိုင်းတစ်ခုလုံးဖောက်ပြန်သွားပြီပေါ့ကျွန်တော်တို့လူတွေအကုန်လုံးကမေ့ကုန်ကြပြီတောတောင်မှာရှိတဲ့ဒါဟိုကြဲပြောတဲ့ညခင်းပြင်းတွေဒါအောက်ဆီဂျင်တွေเนาะနောက်ပြီးလူပီတာတဲ့เนาะအသက်မွေးဝမ်းကြောင်းမှုတွေပေါ့ဘုံတော့ဆိုကျွန်တော်တို့ကြားရတယ်เนาะတရာဒီပဲလုပ်ပြီးတော့မှအခါတနှစ်ပတ်လုံးထိုင်ပြီးတော့စားတောက်လို့ရရဆိုတဲ့အနေထားသူတို့မှာဝယ်ချမ်းစရာဘာမှပစ္စည်းမရှိဘူး နော်အဲ့လိုအနေထားရရှိရလောဘဆိုတာတရားမရှိဘူးဒါမျိုးတွေပေါ့ဖိအားတွေမရှိကြဘူးဆိုတော့အဲ့လိုအခြေအနေမှာဆိုတော့အဲ့လိုအခြေအနေကနေပြည့်ယွန်းသွားတာပေါ့ဗျာနော်ဆိုတော့ဟိုအားလုံးကနောက်ပြီးတော့အခုအဓိကအားဖြင့်မြေယာပိုင်ဆိုင်မှုမှာလည်းပြဿနာအကြီးကျယ်တက်တယ်မြေယာတွေကိုမတရားသိမ်းဆီးကြတယ်နော်ဟောလာဝယ်ကြတယ်ငွေကြေးအင်အားရှိတဲ့လူတွေကနေပြီးအလွယ်တကူလာဝယ်ကြတယ်ကျန်တဲ့လူတွေကအကုန်လုံးလိုက်ရောင်းကြတယ်ဈေးကွက်တစ်ခုလုံးပျက်စီးပြီးတော့မှဒါကျွန်တော်ကျေးလက်မှာလူနေမှုစနစ်တစ်ခုလုံးပျက်စီးသွားပြီးတော့ပျက်စီးတဲ့အတွက်ကြောင့်မလို့ ဒီကလင်းငယ်တွေဒီကမွေးဖွားလာတဲ့နောက်မျိုးဆက်တွေအကုန်လုံးကမျိုးပေါ်တွေစီးဆင်းကြတယ်။ဒါပေမဲ့သူတို့မှာအတက်ပညာအသိပညာချို့တက်ကြတယ်။ဒီလူတွေအားလုံးကခေါင်းပုံဖျက်မဲ့လူတွေအကုန်လုံးစောင့်နေကြတယ်။အေအကူရဲလို့မဟုတ်ဘူး။နီးမျိုးစုံနဲ့ဒါခေါင်းပုံဖျက်မဲ့လူတွေအကုန်လုံးကစောင့်နေကြတယ်။ဆိုတော့ကျွန်တော်ထားရမယ်။အဲ့ရမလို့ဒီဟိုလောဆယ်ကျွန်တော်အေအကူကိစ္စပြောတော့ဒီလိုအခြေအနေကြီးဖြစ်ပျက်နေပြီပေါ့နော်။ဒီအေအကူကိစ္စဒီမှာပြီးသွားမှာမဟုတ်ဘူး။ဆက်လိုက်ပြီးတော့စီးဆင်းနေဦးမယ်ကြိလက်တွေကနေပြီးတော့မှနော်။ဆိုတော့အဲ့ဒါကိုဘယ်လိုကင်တွေ့မလဲဥပဒေကြောင်းရ။ ဟုတ်ကိုစွေဝဲကဒီလိုမျိုးလူခွေချိုးပေါင်းမှုမှတန်းတွေကိုစိတ်ဝင်စားပြီးတော့အရင်တည်းကဟိုကနော်ကျွန်တော်တို့ဒီသတင်းတွေကိုဖတ်ကြည့်တော့ဗောနော်တွေ့တယ်ဗောနော်အဲ့တော့ကိုစွေဝဲမှာဒီမြင်ဇက်ကောင်တွေလည်းရှိသေးလားဘယ်မှာဒီမှာပတ်သက်ပြီးတော့အိမ်အခုလိုမျိုးအိမ်ကူတွေမကဘဲနဲ့ဂျန်တဲ့ issue မျိုးစုံမှာအများကြီးရောရှိလားဘယ်လို issue တွေကဥစားပေးဖြစ်လဲကိုဟုတ်ကဲ့ကျွန်တော်ကတော့ဒီကျွန်တော်တို့ယုံမှာကျွန်တော်မှားထားတယ်ဗောနော်ဟိုကျွန်တော်တို့ဒီသတင်းဌာနဆိုတော့ပြည်သူလူထုကိုသတင်းနဲ့ entertain လုပ်ရမယ့်အဖွဲ့အစည်းမဟုတ်ဘူးသတင်းဌာနဆိုတော့လူတွေအကုန်လုံးကဟို ဖတ်ချင်ကြမဟုတ်ဘူးကျွန်တော်တို့တွေအားလုံးကဘာလဲဆိုတော့ကျွန်တော်တို့တွေကဒီဟို voice of the voiceless ပေါ့နော်ပြောဆိုခွင့်မရတဲ့လူအများကြီးရှိတယ်ကျွန်တော်ဆိုဘာပြောထားလဲဆိုတော့စကားလုံးနှလုံးပဲပြောတာခံရခံရခံရတယ်ဆိုရင်ရေးလို့ရပြီဒါကျွန်တော်နှလုံးပဲပြောထားတယ်ခံရပါသလားတိတိလေးဆိုရင်တော့မှ short မတွက်ကြနဲ့လူဖွဲ့စည်းတစ်ခုလုံးကိုကိုစားပြုမဲ့ဟာမျိုးဖြစ်နိုင်တယ် ဟာအင်ပေါ်လေးတယောက်အင်ကလီတယောက်ပါဆိုပြီးပြောဒါလူဖွဲ့စည်းတစ်ခုလုံးကိုစားပြနေတယ်ကျွန်တော်တို့သတင်းမီဒီယာအနေနဲ့เนาะလူဖွဲ့စည်းတစ်ခုလုံးရှောက်ပြီးတော့ကျွန်တော်မလုံနိုင်ဘူးကျွန်တော်တို့ရတခုလေးလို့ရင်တော့မှလူဖွဲ့စည်းတစ်ခုလုံးရိုက်ခတ်လိမ့်မယ်ဒါကြောင့်မလို့ခံရလို့ပါလို့ရှင်ကျွန်တော်အဲ့ဒါလုပ်သွားလို့ခံရဆိုတာလူခွင့်ရေးချိုးဖောက်တာရေးပါမယ်เนาะနောက်ပြီးတော့သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ခံရတာရေးပါမယ်ကျွန်တော်အားလုံးကဒါအကုန်လုံးကသဘာဝပတ်ဝန်းကျင်နဲ့မိတီးပြီးနေကြရတာဟုတ်သဘာဝပတ်ဝန်းကျင် တက်စီးတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာလဲဆိုတော့လူတွေအကုန်လုံးကကျွန်တော်တို့ဒီဒါဟိုကျွန်တော်ဗုဒ္ဓဘာသာနဲ့ပြောတာမဟုတ်ပါဘူးဗုဒ္ဓဘာသာမှာဒီအပ္ပကိသောဆဆိုတာရှိတယ်လေနော်ဒါအမှုကိစ္စကင်းရမယ်နော်အဲ့လိုပေါ်ပွားသောအတ္တမူးမူးရှိရမယ်နော်ဆိုတော့ဒါတွေအားလုံးကဘလုံဟာပြင်မှာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့လူတဘောပဝန်းကြီးကြီးကနဲ့လူနဲ့သဟဆရာဖြစ်နေရပါဗျာဟိုတုန်းကဆိုလို့ရှိရင်အစားအသောက်တွေပါတော်တောင်နေပါခုချိန်ထိအလကားနေပါရတယ်ဆိုတော့လူတယောက် အသက်ရှင်သန်မှုအတွက်လူတယောက်ကြုံခံကြရမလို့ခုမျိုးကြီးပြည်လာရောက်လာတဲ့လူအလုံးကကြုံခံရတာပဲကို့ဘဝကိုနေ့စဉ်အလုပ်တစ်ခုမှပဲလုံးဝပြီးငွေကြေးအတွက်လုံးဝပြီးဆိုတော့အလုံးကကြုံခံရတာပဲဆိုတော့တဘာပဝင်ခြင်းနဲ့ခံရရင်လူတွေအကုန်လုံးကြုံခံရလိမ့်မယ်ဒါကြောင့်မလို့တဘာပဝင်ခြင်းထိခိုက်ရင်ကျွန်တော်ဟိုဟာလုံးဝမယ်ကျွန်တော်ဆိုရင်ဘာပြောထားလဲဆိုတော့လူတွေမတရားခံရတာတဘာဝမတရားခံရတာလုံးမယ်နောက်ခါကျတော့ဟိုအလွဲသုံးစားမှုငွေကြေးအာဏာအလွဲသုံးစားမှုဒါတွေက အလွဲသုံးစားမှုရဲ့ခံရတာရဲ့ဒီနှစ်ခုကပြတ်မှတ်ပဲကျွန်တော်တို့ထားပြီးတော့ဒါကိုလုပ်တော့ခင်ဗျာဟုတ်ကဲ့ကိုစွဲမျိုးနဲ့ပြီးကန်နေပါပြီကိုစွဲကိုဝန်သားစရာတရင်ကြားရပေါ့နော်ဒီနေ့ဟိုနိုင်ငံတော်သမရကြီးဥထင်ကျော်ကနေပြီးတော့ကိုစွဲကိုကိုပြတ်မှတ်တမ်းလာပေးမယ်ဆိုပြီးတော့ကျွန်တော်သိရပါတယ်အဲ့ဒီအခြေအနေလေးပြောပြပါဘာကြောင့်ဘယ်မှာစုယူမလဲအဲ့ဒါကိုပြတ်မှတ်တမ်းလာယူမလဲအဲ့ဒါလေးဟုတ်ကဲ့ကျွန်တော်မနေ့ပြန်မှာဒီပြန်ကြားရေးဝန်ကြီးဌာနရုံးမှာဒီပွဲကိုလုပ်မလို့ကြားရပါတယ်ဒါကျွန်တော်အနေနဲ့ဒါထပြီးတော့ဒါလက်ခမောင်းခက်เสีย ဒါကိစ္စလည်းမဟုတ်ဘူးကျွန်တော်ကဒီဘွဲကိုဘယ်လိုမြင်လဲဆိုတော့အစိုးရကိုကျွန်တော်ကနေပြီးတော့မှဒါရာဇဝမှုကျူးလွန်တဲ့လူတွေနံပါတ်1ထိရောက်ရေးယူဖို့အတွက်ကျွန်တော်ကိုယ်တိုင်ထိုက်ရိုက်ပြောဆိုနိုင်တဲ့အခွင့်အရေးရမယ်ခုနလိုပြောခဲ့တဲ့အိမ်ကူနဲ့ပတ်သက်ပြီးတော့เนาะအမှုတွေကိုနဲ့ပတ်သက်ပြီးတော့အစိုးရကနေပြီးတော့မှသွေးပူလို့ထပြီးလုပ်ရတဲ့ကိစ္စမျိုးတွေမလုပ်ဘဲနဲ့ပို့ပြီးတော့မှတနိုင်ငံလုံးကိုလွှမ်းခြုံပြီးတော့မှเนาะဒါနှစ်ပေါင်းမြောင်များစွာကျွန်တော်ကျင့်သုံးလို့ရမယ်ဥပဒေတွေ နော်အဲ့ဥပဒေတွေကိုလည်းဘလို့အနာတက်ဝင်အောင်လုပ်ရမလဲဆိုတော့ကျွန်တော်တိုက်တွန်းမယ်နော်အဲ့ကိစ္စပါတယ်နော်နောက်တစ်ခါကျတော့ဒီလူခွင့်ရေးကော်မရှင်ကိစ္စပါပါတယ်လူခွင့်ရေးကော်မရှင်တစ်ခုလုံးကိုပြန်လှည့်ပြီးတော့ဆန်းစစ်ပြီးတော့ဖွဲ့စည်းရမယ်နောက်ပြီးတော့လူခွင့်ရေးကော်မရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးစီရင်တိုင်းပတ်သက်ပြီးတော့ဖြစ်နိုင်ရင်အစိုးရကနေပြီးတော့ official investigation ပေါ့ဒါဖွင့်လှစ်ပြီးတော့မှဒါထိထိရောက်ရောက်အရေးယူရမယ်ဘာကြောင့်လဲဆိုတော့လူခွင့်ရေး တနိုင်ငံလုံးကိုတင်းထောင်နဲ့ရှိပြီးတော့ယူထားပြီးတော့လူခွင့်ရကောက်ွယ်မယ်ဆိုတဲ့ပုံကိုယ်ကြီးကိုယ်တိုင်ကဒီလိုဖြစ်ရလားဆိုပြီးတော့တစ်ချက်မှနဲ့ပြင်းပြထန်ထန်ကိုရေးယူရမယ်ဒါကိုကျွန်တော်ဟိုတိုက်တွန်းမယ်အကဲရေးရေးမြင်အစိုးရကိုယ်တိုင်ပအောင်ပတ်သက်တယ်လို့ကျွန်တော်ကဒါကောက်ချက်တော့ကျွန်တော်ကပြုတ်နိုင်တယ်เนาะအဲ့လိုမျိုးဒါကြီးပြောကြဖို့အတွက်ဒီအခွင့်အရေးရလို့ကျွန်တော်သတ်မှတ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအခုဆက်ဝင်ခင်ဗျာအခုလို TVB ကိုကြာကြီးရှင်းပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့